ဒါလည်းတော့ပါဘောဇာဟုတ်ပါတယ်ကာရဝါပါဟုတ်ကဲ့ကျွန်တော်ကနေချင်တာဒီအခုဒီဇက်ကကိုနေတိုးထူလေးတော့အဲ့ဒီရိုက်တဲ့ကောက်ပေါ်မှာဒီတချို့ဒီပြေမဘက်ကလူတွေကမေးတယ်ပေါ့နော်မေးတယ်ဆိုတော့တချို့ပြုတ်တယ်နေကြတာဘယ်လိုမျိုးလဲဆိုရင်ဒီကရခိုင်ကကြတော့နေတိုးကရခိုင်ကဖြစ်တယ်အဲ့တော့ခိုင်တယ်ကနေပြီးတော့အဲ့ဒီဒီမြန်မာနိုင်ငံမှာဒီနေတော့ကထိုက်တမန်းသားပေါ့နော် အဲ့ဒါဒီဇက်ကရိုက်တဲ့ပုံမှာရခိုင်ကဘာမှဝေဖန်စရာမရှိဘူးအဲ့ဒါဒီပြည်မဖက်ကလူတွေပဲဝေဖန်တာတွေကများတယ်ဒီအတိအကျတော့အခုတော့တုံလင်းနေပုံလေနော်ဒီမြောင်းလေးရဲ့ဟိုဟာအာနာသူနဲ့ကိစ္စပုံမှာဝင်မလုပ်တဲ့ဟာတွေလက်ရှိချိန်မှာအအချောက်ခေါ်လိုမျိုးအဲ့ဒါပြည်မဖက်ကလူတွေကအများအပြားကျတော့အလုံးပညာတူပေါ့ဘူး တမန်တော်ကိုခံကြတာများပြီဒါပေမဲ့ကျွန်တော်တို့တော့ခံနေကြအစရှောင်းအနေရှောင်းဆိုတဲ့သဘောတည်းပါကျွန်တော်တို့တော့ခံနေကြတော့ဒီဟာတွေကိုတိတ်ပြီးတော့ဟိုချေပြောလို့မရှိဘူးကောင်းတယ်မှာဘာလို့ဆိုကျွန်တော်တို့အမှုပညာအမှုပညာတက်တက်နိုင်ငံကြီးကနိုင်ငံကြီးကတက်တက်အဲ့တော့ကျွန်တော်တို့ဒီခံကြအခုရိတ်ထားတဲ့ဇက်ကောက်မှာဝေဖန်နေတဲ့ပုံကျွန်တော်တို့တော့ခံကြဘာမှလို့ပြောစရာမရှိဘူးဘာကြောင့်ဖြစ်လို့ပြောစရာမရှိဘူးလဲဆိုရင်ဒီခံကြတဲ့နေတို့ပုံမှာဘယ်လောက်ကြီးနားလည်မှုတွေအမှုပညာပတ်သက်လို့ရှိတယ်ဆိုတာကိုပြောပြရှင်းပါတယ်ပေါ့ ဟုတ်ပြီခွင်းစမေခွန်းကဥမာဒီမြန်မာနိုင်ငံမင်းသားတလဲဖြစ်တယ်ကိုနေတိုးရခိုင်သားလေးဖြစ်တယ်နောက်ပြီးတော့မြန်မာနိုင်ငံမှာပြင်ဆင်ရှားတဲ့မင်းသားတလဲလေးဖြစ်တယ်ဒီလိုမျိုး policy ကရရတဲ့အကြောင်းရင်းကတော့ဝေဖန်ကောင်းဤမကောင်းဤဆိုတာထက်ကိုရောရခိုင်လူတို့ကဘာမှာပြပတ်ရောက်နေတဲ့လူတွေအထစ်ထင်းမှာထစ်ထင်းနဲ့ပြတွင်းနဲ့ဆိုလို့ရှိရင် အာတုံးတန်းခွေလောက်ရှိတယ်တုံးတန်းခွေလောက်ရှိတဲ့အထိတ်ထိတ်မှာနေတိုးကိုဒီလိုမျိုးဝေဖန်တဲ့လူကတော့အာလူပေါင်းသိန်းကနေလောက်တော့ရှိမယ်ဆိုတော့သိန်းကနေလောက်ရှိတယ်ဆိုတာတည်းကဒီလိုဘီတယ်လေလိုဘီတယ်ဟိုမရောက်တယ်မရောက်တယ်နိုင်ငံရေးလေးရောင်းရောင်းဟိုလေးမရောက်ဒီလေးမရောက်မင်းသားရောင်းရောင်းဆိုတော့ဒီလိုမျိုးဟာတွေကကျွန်တော်တို့ရခိုင်တဲ့အတွက်ကအမ်ဘယ်လိုပြောရမလဲဆိုလို့ရှိရင် လန်ယောင်လိုက်ပြီးတော့လန်ယောင်လိုက်ကောလိုက်ပြီးတော့သူများအမောင်းတောင်းမှမြောင်းမှမသိဘူးနဲ့တွားပြီးတော့တွားဟောင်းလို့မရဘူးဘာလို့ဆိုလို့ရှိရင်ဟုတ်တယ်တစ်ဖက်အတက်ဆန္ဒပါဟမ်ဘာလို့ဆိုလို့ရှိရင်ဒီဟာကရခိုင်ပြည်မှာရိုက်တဲ့ကောင်မဟုတ်ရခိုင်အရက်ခတ်တက်တို့ထေကစင်ခိုလို့ရိုက်တဲ့နေတုတ်ဒီကနေတုတ်ကောင်မဟုတ်ရခိုင်တွေကဆေးစရာအကန့်ကိုမရှိတာဆေးလို့မရဘူးရခိုင်တွေကအပေးရမှာ ။ဘာလို့အပ်ပေးရမလဲဆိုလို့ရှိရင် NATO ဒီမြန်မာနိုင်ငံရဲ့တကယ်ကို professional အာ celebrity တယောက်ဖြစ်တယ်။ NATO လို့လည်းအခုရှင်ချိလက်ရှိအနေထားထဲမှာ NATO အနုပညာသက်တမ်းအနည်း20ထဲမှာ NATO ကိုဂျိုလို့ဗင်းမင်းသားမှလည်းမရှိသေးဘူး။ရခိုင်မင်းသားထဲမှာတော်တော်လူမျိုးကြီးဝါဒတွေနဲ့အာဖိနှိပ်ရှေအောက်ရှေရတဲ့ဂျာထဲမှာဒီဗမာလူမျိုးကြီးဝါဒနဲ့ ဒီတန်ရန်သားရယ်ဆိုလို့ရှိရင်နေတို့ကတကယ်ကိုထင်းရှောက်လို့မရနိုင်လို့လွှတ်လိုက်လို့ဒီလိုမျိုးပွင့်ထွက်သွားတာနေတို့ကနေတို့လိုပဲနောက်လေတော့သူ့လိုမျိုးအောက်ကမျိုးဆက်တဲ့အများကြီးရှိတယ်နေပြီးတော့ဂျောင်းထုတ်ထွက်တာလေတော်တော်ဒီလိုမျိုးနိုင်ငံတို့နိုင်ငံတို့ကတခုရရတဲ့အခါနိုင်ငံတို့မင်းသားဖြစ်တယ်ကျွန်တော်ရခိုင်သူရခိုင်သားတယ်နည်းနည်းတတိထဖို့ကောင်းတာကအာတတိထရမယ်ဒီအချက်တွေကနိုင်ငံတို့ကဖြစ်တယ် policy ကလည်းဖြစ်တယ်ဒီမေးရဲ့ မေးဆွေတဲ့ကောလေးဖြစ်တယ်မေးဆွေတဲ့ကောလေးဖြစ်တယ်နောက်ပြီးတော့ဒီတစ်ဖက်ကလိုဘီတွေပြောတဲ့စကားတွေကိုကျွန်တော်အရခနိုင်ငံသူနိုင်ငံသားတွေလည်းလိုက်ပြီးတော့နားယောင်ပြီးတော့နေတိုနဲ့ရှူလေးကိုသွားမစေဖို့အတွက်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးရကျွန်တော်တို့ဒီအစီအစဉ်လေးရအာဆိုအုပ်ပေးလေးရပါတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်နေတိုလည်း celebrity တယောက်ဖြစ်တယ်ရှူလေးလည်း celebrity တယောက်ဖြစ်တယ်နေတိုကဒီကောက်မရိုက်ဘူးဆိုရင်မနေ့ဖြန် ဖမ်းသွားဖို့အတွက်အစင်သင့်ရေဒီဖြစ်နေတယ်။သူမှသူမင်းသားစုဥပိုင်ဆိုင်တဲ့များတွေခြိုက်ပိုက်ပြီးွားလို့ရှိရင်နေတုဖြစ်ွားလို့ရှိရင်နေတုကိုနောက်ရရခိုင်သူတန်သုံးပန်းခွေလေးပန်းလောက်ရှိတဲ့လူတွေဘယ်သူမှမကယ်နိုင်ဘူး။ရှူးလေးကိုလည်းဘယ်သူမှမကယ်နိုင်ဘူး။အာဆိုတော့မကင်းနိုင်တဲ့ချက်တဲ့နိုင်ငံတော်မင်းသမီးမင်းသားဖြစ်တဲ့တော့ကြောင့်ဒီ policy ကရိုက်တာလောက်ကတော့ရခိုင်ပြည်နယ်ကဘိုးရှောက်ဘိုးရှောက်တော့ခိုးပြီးရိုက်တဲ့ကောင်မဟုတ်ဆေးစရာလည်းမလိုဘူး မြန်မာနိုင်ငံကမင်းအွန်လိုင်းအနာယူမင်းအွန်လိုင်းခွေရတဲ့ကတွေမှာနေတို့မကနေတို့အဖေခွေရလို့ရှိရင်နေတို့ဖြေရရမှာပဲတာဘောအာအဲဆိုတာသူတို့နေရာရက်ွက်ထင်းမှာသူတို့နေတာသူတို့ရဲ့ပိုင်ဆိုးပိုင်ဆိုင်တဲ့ရက်ွက်ထင်းမှာနေတယ်ဆိုတော့ဆိုင်ယနာရှင်လိုဘီကကြိုက်တဲ့လူခေါ်ပြီးတော့ရိုက်ပိုင်ခွင့်ရှိတယ်မရိုက်ဘူးဒီနေ့မရိုက်ဘူးမင်းမရိုက်ဘူးငါမရိုက်ဘူးဆိုလို့ရှိရင်နေတို့လည်းမင်းသားစုလိုက်အိမ်ပါချိတ်ပိတ်ပိုင်တယ် နေတို့ချိန်ပဲပဲလို့ရှိရင်မြန်မာတနိုင်ငံလုံးကလူတွေအဲ့လိုပြောမဲ့လူတွေကြီးပဲဆိုတော့နေတို့ကဒါသိနေပြီသားဆိုတော့ကိုလူတွေပြောတဲ့ဟာလောက်ကိုလူတွေကဝူဝါတိုင်းတာဘာမှမသိအယူရှိပန်းဟိုလိုမျိုးထအိုဒီလိုမျိုးထအိုအမှန်တကယ်အနုံပညာအပိုင်းဝိုင်းနဲ့ဒီနိုင်ငံရဲ့အပိုင်းဝိုင်းမှာရိုးပြီးတော့ပြောเสียအကန့်ကိုမရှိတာနုံပညာအနုံပညာတိုင်းကအနုံပညာအနုံပညာတလိုက်ဥမာနေတို့ကိုမြောက်ပေးလို့ဂျပန်ကြီးတို့ပြောတဲ့ခိုက်ထင်မှန်ဂျပန်ကြီးနဲ့နေတို့နဲ့တရွာတွေတို့ထူတာတယ်မန်အောင်တာတယ် ။ပငယ်ချင်းအရင်ခေါက်ခေါက်တွေတို့ထူတာတွေ။ဆိုတော့ဒီလိုအမျိုးဒီကရိုက်လို့ဒီကရိုက်လေလို့ကျွန်တော်တော့မှသွေးသွေးနဲ့သွေးပြက်သွားတာပေါ့အနေထားတွေအဲ့လိုမျိုးပြောတယ်။ तू မှကြဲမပြေတာ။ तू မမီလို့လေ။လူတရားတော့ပြောဖို့ဆိုသူရဲ့အနေအထားသူရဲ့သီလသမာဓိအကုန်စံတရားမှာဟုတ်တယ်လေ तू ကြက်မပြေလို့ဒီစကားတွေလာပြောတာဆိုတော့လူဘဝမှာဒီဟာကိုမင်းမလုပ်ရဘူးဒါကိုငါမလုပ်ရဘူး ဟိဆိုမင်းဘဝမှာဒါမလုပ်ရဘူးလို့ကိုယ်ပိုင်လွတ်လွတ်ခွင့်ရှိတဲ့လူတော်တယောက်ဖြစ်ရတဲ့ ਨੇ သူတို့နိုင်ငံရေးလုပ်နေတဲ့လူတွေမဟုတ်ဘူး celebrity တွေဖြစ်တဲ့အနှုံးပညာသမားတွေလုံးဝ professional နှုံးပညာသမားဖြစ်တဲ့တူရီယိုရီလူတော်မဟုတ်ဘူးဆိုတော့ဒီအရဲ့ဒီလိုမျိုးတွေကျွန်တော်တို့နေတိုးနဲ့ချူလေတော့ဒီ policy ကရရတဲ့အချို့အထစ်ထစ်မှာဆိုတော့နှုံးပညာသမားတွေမြန်မာနိုင်ငံအပိုင်းဝိုင်းကထောင်းထုတ်နေတယ်လို့နေတိုးတော့အများကြီးပဲ အခုတရားမဟုတ်ဘူးငါနေလုံးလုံးဖုံးထုတ်လာပြီနေတို့ဘလောက်ရှင်သန်ရလဲချူလေးတို့ဘလောက်ရှင်သန်ရလဲသူတို့အဲ့နေရာမှာဆိုရင်တော့သူတို့လည်းဒီလိုမျိုးယုံကြရမှာပဲအာဘာလို့ celebrity တွေဖြစ်တယ်အာနှုတ်ပညာဆေးလီသမားတွေဖြစ်တယ်ကျွန်တော်နေတို့ဖက်ကကြည့်ပြီးတော့ပြောတာမဟုတ်ဘူးကျွန်တော်လည်းနှုတ်ပညာဝါဒနာပါတဲ့လူတစ်ယောက်ဖြစ်တယ်ကျွန်တော်လောက်ပိုင်ခွင့်ရလို့ရှိရင်ကျွန်တော်နေလောက်မှာပဲဘာဖြစ်လို့ဆိုကျွန်တော်နေနှုတ်ပညာသမားတစ်ယောက်ဖြစ်တယ်လေ ကျွန်တော်နိုင်ငံရေးလောက်တာမဟုတ်ဘူးအနှုံးပညာအတွက်ကျွန်တော်လောက်တာနိုင်ငံအနှုံးပညာအလောက်ကိုကျွန်တော်လောက်မှာအနှုံးပညာအလောက်ကဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကအနှုံးပညာနဲ့အသိမဝင်ကြောင့်လောက်နေတယ်ဆိုလို့ရှိရင်ဘသူခိုးခိုးကျွန်တော်ကတော့ရိတ်မှာပဲဒါကျွန်တော်ရဲ့လွတ်လပ်ပိုင်ခွင့်လေကျွန်တော်တိုင်ကျွန်တော်စမ်းမယ်ကျွန်တော်ပိုးဆိုင်ကျွန်တော်လှူလိုက်မယ်ဒါအနုပညာလေးဟာကျွန်တော်ပိုးဆိုင်ကျွန်တော်တို့လည်းမြင်ကျွန်တော်တိုင်ကျွန်တော်စမ်းမယ်ဆိုတော့နေတိုးလေးဒီလိုပူပူပြက်ပြက်အုံနောက်မရှိအတွေ့ကိုမရှိဘဲနဲ့ဒီရာလို့ လောက်လေဖို့မထင်ဘူး။ဘာလို့နေတော့မှမင်းတော်စုအတိုင်းဝိုင်းပိုင်ဆိုင်မှုများများစွာတွေရှိတယ်။ဆိုတော့သူ့ဟာသူနေတဲ့ထိုင်တဲ့နေနှိုက်ပေါင်း30ငေါ်နှိုက်အောင်နေလာပြီးရန်ကုန်ထိထိမှာ။ဆိုတော့ဒီဟာတွေဒီ policy ကလောက်ကိုမပြောနဲ့နေတော့စာကလေးမှလည်းစာကလေးရှိတဲ့အော်လို့ဆိုတဲ့အဲ့ဒီဇာဝင်ခန်းလောက်ဒီကောကအဆင်မရှိဘူး။အဲ့လိုရခိုင်သားတွေကဒီမျိုး ကိုတို့လူတွေကနေတိုးကိုဝိုင်းစေးနေကြတဲ့လူတွေကိုမလောက်ချနဲ့ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီဟာကဘိုလ်ရှော့ကျွန်တော်တို့အရခစေဥစီရှော့ဘိုလ်ရှော့ထွက်မြောက်နိုင်ခိုးပြီးတော့ရိုက်တဲ့ကောင်းမဟုတ်ဘူးဆိုတော့မြန်မာနိုင်ငံကမအလာစစ်ကောင်စီအာဏာယူခိုးလဲရိုက်တဲ့ကောင်းဖြစ်တယ်သူတို့လက်အောက်မှာရှင်သန်ရတယ်ကျွန်တော်မပြောနဲ့ဒီမှာကြည့်နေတဲ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ပန်း60သောလူသားလဲမင်းအောင်နဲ့လက်အောက်ထိပ်မှာဝင်လို့ရှိရင်ရိုက်ကိုရိုက်ရမယ် မရရင်မိသားစုကျွန်တော်မိသားစုဘသူတာဝန်ယူနိုင်မှာလဲသင်းစုတာဝန်ယူနိုင်မှာလားအာမရေရမသေးရှာတဲ့ဘဝဒီလောက်ဖျက်သိမ်းရတဲ့ဘဝထိမှာဒီလောက်ကျင့်ကြက်တွေကြောထိမှာဒီကတခုကိုဥမာဖြုတ်လို့ဒီလိုမျိုးဖောင်းထုတ်နေကြမယ်ဆိုရင်နေတို့ဖက်ကိုတို့ခါကျွန်တော်ကကျွန်တော်တို့ရခိုင်သူရခိုင်သားတွေလည်းနေတို့ကိုမဆေးကြနဲ့ဖောင်းမထုတ်ကြနဲ့သူရဲ့ရက်တယ်မို့သူလျှောက်လာတဲ့ သက်တမ်းတစ်လျှောက်အနုံပညာပေါ်မှာဘလောက်သစ္စာရှိတဲ့လူတယောက်ကိုလူမျိုးပေါ်မှာဘလောက်သစ္စာရှိတဲ့လူတယောက်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုဖိုင်မှာဒီစကားလောင်းတဲ့နေတို့ကိုကျွန်တော်ရှုလေတော့နေတို့တော့အဆုံးသတ်လိုက်ရှင်ဟင်းဆိုကျင်းရတယ်မလားဝင်ဟုတ်ပါဘူးဟုတ်ပါဘူးဖေချာ